ပြည်သူများအားလုံးပဲမင်္ဂလာပါရှင်မြမအော်ဒီယိုဘို channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဖတ်ပြမယ့်အကြောင်းလေးကတော့မဟာစနကမင်းသားလေးရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ရှစ်တရောအခါကဝိရိဟရိတိုင်မိထီလာပြေဝင် မဟာစနကမင်းကြီးနန်းဆန်ခဲ့ပါတယ်ထိုမင်းကြီးနှရွာဆန်တဲ့အခါမှာတားတော်ကြီးအရိထစနက မင်းပြု၍တားတော်ငယ်ပေါ်လာစနကကိုအိမ်ရှိအရာပေးခဲ့ပါတယ် ချို့တို့ပြုရမှနောင်တော်မင်းသည် သူတပားကုံချို့မှုကြောင့်ညီတော်ကိုမယုံကြည်၍ဖမ်းဆီးရမှညီနောင်နှစ်ဦးစစ်ပြိုင်ခဲ့ကြပါသည်။နောင်တော်ဆစ်ရှုံ၍စစ်ပွဲ၌ကြာဆုံးသွားပါသည်။မိဖုရားကြီးလည်းကိုုံအရင်မှရှိနေရာသူစင်းရဲ့အသွင်ဆောင်ရင်ထွက်ပြေးတင်းရှောင်သွားရပါတယ်။မိဖုရားကြီးအဆိုရင်ကာလာစမတကူပြည်သို့ရောက်သွားခဲ့ပါတယ်။ဒိတာပမောခဆရာကြီးက စုဆောင်ရွက်ထားပါတယ်။အချိန်ရောက်တဲ့အခါမှာဖျားလောင်းသားတော်ကို ဖွားမြင်ခဲ့ပါတယ်။မဟာစနကဟု အမည်ပေးခဲ့ပါတယ်။မဟာစနကမင်းသားအရွေရောက်လျင်ခမဲတော်ဤမိတ္တိလာပြည်ကိုပြန်သိမ်းနိုင်ရန်ဥစ္စာများစုဆောင်ခဲ့ပါတယ်။ဥစ္စာများရရန်တင်းမောဖြင့်ကုံကူးထွက်ခဲ့ပါတယ်။ပင်လယ်ခရီးလမ်းတွင် လေပြင်းကြကာ တင်မောနှမြုပ်ခဲ့ပါတယ်။မင်းသားလည်းဆွေးလုံးလာမလျှော်ပဲအနိုင်မခံ အရှုံးမပေးပင်လယ်တွင်ကူးခတ်ခဲ့ပါတယ်။ပင်လယ်ဆောင် မနိမေခလာနသမီးကညယူရှူ၍မထားနိုင်ပဲမင်းသားကိုဆက်တင်၍မိထီလာပြည်သို့ပို့ဆောင်ကကြောက်ဖြာထ၌တင်ထားခဲ့ပါတယ်။ တို့အချိန်မှာပေါ်လာစနကမင်းကြီးနဲ့ရွာဆန်းသွားဒီမှာခொနှစ်ရက်ရှိပြီဖြစ်ပါတယ်။တားတော်မရှိတမီးတော်တိဝလီဒေဝီတပါးသာကျင်းခဲ့ပါတယ်။ထို့ကြောင့်မင်းလောင်းရှာရင်ပုတ်သွင်းရထားစီလုခဲ့ပါတယ်။ယထာသည်စနကမင်းသားအိတ်ဆက်ရာကြောက်ဖြာနိုင်ဆိုင်၍မင်းသားကိုနန်းတော်သို့ခေါ်ဆောင်သွားပါတယ်။ စနကမင်းသားလေရာဇာပလင်ဤဦးကောင်းဘက်ကိုပြနိုင်ခြင်းလေးတော်တည်နိုင်ခြင်း ရွှေအိုစချောက်လုံးကိုဖော်ပေးနိုင်ခြင်းဖြင့်အစွမ်းပြခဲ့ပါတယ်။အားလုံးပြီးမင်းသားကို ဖုံးရှင်ကန်ရှင်မန်းတီကနန်းတင်ခဲ့ကြပါတယ်။မဟာစနကမင်းတီမင်းပြူနေရာမှတနေတော့ တရဦးရင်သူထွက်စဉ်တံဝေကရသွားခဲ့ပါတယ်။နန်းစည်းစိမ်ကိုမပြောပိုက်တော့ပဲတောထွက်ရန်ဆုံးဖြတ်လိုက်ပါတယ်။နန်းတော်အထက်ပြတ်တဲ့၌ရဟန်းပြူပြီးလျင်တောသူထွက်ကြသွားပါတယ်။မိဖုရားနှင့်အချွေအယံများသည့်တောသူလိုက်၍တောင်းမှန်ကြတော့လေ။ဖရာလောင်းမဟာစနကမင်းကလက်မခံနန်းတော်သူပြန်မကြွတော၌သာပင်တရားအားထုတ်နေထိုင်ခဲ့ပါတယ်။